အရှိတောင်အရှမှာအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သွားပြီဖြစ်တဲ့တီမိုလက်စ်နိုင်ငံအရှိတီမိုနိုင်ငံဟာတီမိုကျွမ်းရဲ့အရှိဖက်ချမ်းမှာတည်ရှိပြီးအော်စတြေးလျကြောင်ပိုင်းနဲ့အင်ဒိုနီးရှားကြားရတီမိုပင်လယ်ပြင်မှာရှိနေတာပါဒီနိုင်ငံဟာကမ္ဘာနိုင်ငံတစ်တည်းထက်အတခုဖြစ်ပြီး2000ခုနှစ်မှာတော့တရားဝင်လွတ်လွတ်ရေရခဲ့ရပါပိုတူဂီကိုလိုနီဘဝကနေလွတ်မြောက်ဖို့စိုးပမ်းခဲ့ရတဲ့ခြေလျားတဲ့တိုင်းချောင်းရှိခဲ့ပါတယ်မြို့တော်ကတော့ဒီလီမြို့ပါ ပိုတူဂီကိုလိုနီကစောက်အုံတွေစုံလင်တဲ့ဈေးတွေရှစ်ဆရာကောင်းတဲ့ဒေတာခံတွေနဲ့ပြည့်နေတဲ့ငင်းချမ်းတဲ့ကမ်းခြေမြို့တစ်ခုပါဒီမှာနေထိုင်သူတွေဟာတီတန်နဲ့ပိုတူဂီဘာသာကိုအဓိကသုံးကြပေမဲ့အင်ဒိုနီးရှားစကားနဲ့အင်္ဂလိပ်စကားကိုလည်းကြားရမှာပါချီဒီမိုဟာသဘောဝကိုရှင်းမြဲနိုးတွေကိုကောင်းကင်ပြေပါရေညှိတွေရောင်စုံတန်းတာကြောက်တန်းတွေမိုရိတ်ကျွမ်းတွေတော်အရေးအသွေးရှိတဲ့ဒိုင်းပင်သွားစရာနေရာတွေတွေ့နိုင်ပါတယ် တောင်တေဝတနာပါရင်နဲ့တိုင်းပြည်ရဲ့မြင့်ဆုံးနေရာဖြစ်တဲ့ရမလုံတောင်ထိပ်ကိုတက်ပြီးမိုးတင်းထက်ကနေထွက်ဆေးလေးကိုလည်းကြည့်ရှုခန်းစားလို့ရမှာဖြစ်ပါတယ်။ချီတီမိုးရဲ့ရင်ကျေးမုံဟာအော်စတိုနီးရှန်းနဲ့ပိုတူဂီရိုးရာရင်ကျေးမုံတွေရဲ့လှပ်ပါရဲ့ပေါင်းစပ်မုံတစ်ခုပါ။ရိုးရာကဂီတတွေကနေအိုက်ကင်ပီပီငါခင်နဲ့ဘတ်တန်တန်ပြောင်းနေပေးစေဟဲလို့ယထာရှိတဲ့ရိုးရာအစားအစာတွေအထိအရာအားလုံးဟာပင်ကိုစစ်စစ်နဲ့နှွေးထွေးမှုကိုခန်းစားရမှာပါ။ အရှိဒီမိုးနိုင်ငံဟာတေးငယ်ပေမဲ့ကြီးမားတဲ့စေတနာတွေအံပွေရှုခင်းတွေပြိုးပြနိုင်တဲ့ဇက်လန်တွေနဲ့ပြည့်ရှံလို့နေပါတယ်ဒီဗီဒီယိုကိုတော့ Voice Online Academy ကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ Voice Online Academy မှာအင်္ဂလိပ်စာအားနည်းတဲ့သူတွေအတွက်အခြေခံကနေစပြီးလေ့လာလို့ရမယ် ပန်ထန်အင်္ဂလိပ်ဂရမ်မာပရီမီယာအွန်လိုင်းစကောလေးကိုလည်းဈေးနှုန်းတစ်သက်တသားနဲ့လေ့လာလို့ရမှာဖြစ်ပါတယ်။ယခုလိုစိတ်ဝင်စားစရာဗဟုသုတရစရာဗီဒီယိုလေးတွေတင်နိုင်တဲ့အမြဲတမ်းကြည့်ရှုခံစားနိုင်ဖို့ကျွန်တော်တို့ page ကို like and follow လေးလုပ်ထားပေးဖို့လည်းတောင်းဆိုလိုက်ပါတယ်။